ဆောနာဘယ်လိုအဲ့အဲ့ချင်းလေးတို့တနေ့ကျရင်တော့ငါဒီချင်းလေးကိုပြန်ဆိုမယ်ဆောနာဘယ်လိုဖြက်စည်းစင်စိတ်တော့မရှိဘူးပေါ့နော်ကနားလေကို့မျက်နှာပဲကို့မျက်နှာမျက်နှာနဲ့ကိုဆဲတာအဲ့လိုမျိုးလေဘလို့ဇာတာအရန်ကောင်းတယ်အဲ့လိုမျိုးကို့မျက်နှာမျက်နှာနဲ့ဆဲတာတချင်းကွာစာသားပဲစာသားပဲတင်တဲ့ဗီဒီယိုဆိုအချင်းကြီးကောင်းလိုက်တာဆိုအဲ့လိုမျိုးပေါ့နော် ကိုမျက်နာမျက်နာနဲ့ဆဲရတာအဲ့လိုမျိုးငါရုပ်ကောက်ဝယ်ဂျွန်စရာကောင်းတယ်ဆိုပြီးအဲ့လိုမျိုးခါကြကိုရုပ်ကိုတော့မကြည့်ချင်တော့အဲ့လိုမျိုးပေါ့နော်ခါကြရှိပါတယ်လို့ဟုတ်တယ်ဟိုချဲစားသေးတယ်စားကြည့်သေးတယ်ကြိုက်တယ်မတည့်တာခန္ဓာကိုယ်ကမတည့်တော့မစားရတာပေါ့အဲ့လိုမျိုးပေါ့အခုလည်းဖတ်တီးမချင်မှရန်နဲ့မကြည့်တော့စားကြည့်တယ်ဒါပေမဲ့မတည့်ဘူးအဲ့လို အာပြည်ထရေအောင်မင်္ဂလာပါချေတော့ဒီနေ့ပေါ်တော့ယိုကိုဟာမားရဲ့အထူးစီအောင်ပွဲတော့အာရှိတဲ့အကြောင်းကိုကျွန်တော်လေးလာရဲနေရဖြစ်ပါတယ်ချေတို့ယိုကိုဟာမားနေပြီးတော့မှဒီတကြံအချိုးအထူးစီအောင်ပွဲတော့ကိုချေတို့အာဒီ3လပိုင်း25ကနေပြီးတော့မှနောက်နောက်လပေါ့နော်17ရက်နေ့ဒီကျင်းပသွားမှာဖြစ်တဲ့အပြင်ပေါ့နော်လာရောက်အပေးတဲ့ customer တွေကိုလည်းချေတို့လက်ဆောင်ပစ္စည်း9မျိုးလည်းပေးသွားမှာဖြစ်ပါတယ်တကြံအစီအစဉ်ကတော့ဆိုပါမယ်တခြင်းမဲဆိုပါမယ်ဟုတ်ပါလိုက်ဆို ဝေကောင်းနဲ့ဖိုးဖိုးကြီးစီဒီကြမ်းမှာသွားဆူတောင်းမေဟိုမန္တလေးသာဖြစ်ပေါ်တယ်အဟိုလေးကမန္တလေးကိုချစ်တာမန္တလေးကိုညီချလိုက်တာနဲ့တမ်းမာသွားတာကိုအဲ့လို feel လေးမျိုး Sorry, baby, so tired. Say my baby, you ready to jam my melody? တခါမှရန်ကုန်မှာမနေဘူးအဲ့လိုမျိုးဟိုးရင်တော့ကနေဘူးပဲဒါပေမဲ့ခြေကရေပတ်ခံရလည်းမကြိုက်ဘူးရေလောင်းခံရလည်းမကြိုက်ဘူးအဲ့တော့ကိုကအဲ့ဒါအဲ့ feel တော့မသိဘူးကိုကတချင်းမဲဆိုနေရတာဆိုအဲ့လိုမျိုးဟုတ်ဒီနေ့ကတော့မဝက်ဘူးပေါ့နော်ဒီနေ့ကတော့အလုပ်တော်တော်များမှာပါဟုတ်အဲ့တော့ဟောပါအဲ့ဒါကြောတချင်းဆိုတဲ့လူဖြစ်မှာပဲတည်မှာပြောစင်တာအဆိုးရောကအဆိုးရောလောက်ဟိုတချင်းဆိုပါယူတွေ့တဲ့လူကအဆိုးတော်အဆိုးရောဖြစ်လာပြီဆိုရင်လေသူတို့ချစ်တဲ့တချင်းနေရှိရဲ့ ဆောနာပြောလို့အဲ့အဲ့ချင်းလေးတို့တနေ့ကျရင်တော့ငါဒီချင်းလေးကိုပြန်ဆိုမယ်ဆောနာပြောလို့ဖြက်စည်းစင်စိတ်တော့မရှိဘူးပေါ့နော်ချီနေမင်းမတော်မူချီနေမင်းမပြောင်းမူအထာရမပိုင်ရင်ငေါတော့မယ်ဒါမဲ့ဆောနာပြောလို့ပေါ့ကြိုက်ရတော့တောင်းတောင်းမတူဆောနာပြောလို့စမ်းသစ်တာကိုကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ဆောနာပြောလို့ကြိုက်ပေးတဲ့ပြိတ္တတွေလည်းရှိတယ်လို့ဝေဖန်ကြတဲ့ပြိတ္တတွေလည်းရှိတယ်ဒါကိုလည်းခြေတော့လက်ခံရမှာပေါ့နော်ဆိုတော့အာဒီဆိုတဲ့ပြန်ဆိုကြတဲ့ဒီတကြံချင်းတွေပြန်ဆိုကြတဲ့သူတွေကလည်းဆောနာပြောလို့မကောင်းတဲ့စိတ်နဲ့တော့မဟုတ်ဘူးပေါ့နော်ဒီ ။ဥမာကွာတနေ့နေ့မှာကွာလူတယောက်ကွာတဲ့မလားငငယ်တော့ငါကြီးရင်တော့ဘာလုပ်မယ်ဆိုရအိမ်မက်ပေါ့။အဲအဲ့လိုအိမ်မက်ကိုကောင်းတဲ့ဖော်တဲ့သဘောပါပဲ။အဲ့လောက်ပါ။ကတော့ကြောက်ပြောပါတယ်ခြေကတော့အဲ့လိုပေါ့ဟိုတချင်းတစ်ခုဆက်လုပ်ပြီဆိုလို့ရှိရင်တေချာစမ်းသားရယ်ဒီချင်းကဘလို့အာဘလို့ပုံစံပြဿနာကလေကို့မျက်နှာပဲ ကိုမျက်နှာမျက်နှာနဲ့ကိုဆဲတာအဲ့လိုမျိုးလေဘလို့ဇာတာအရန်ကောင်းတယ်အဲ့လိုမျိုးကိုမျက်နှာမျက်နှာနဲ့ဆဲတာတချင်းကွာစာသားပဲစာသားပဲတင်တဲ့ဗီဒီယိုဆိုအချင်းကြီးကောင်းလိုက်တာဆိုအဲ့လိုမျိုးပေါ့နော်ကိုမျက်နှာမျက်နှာနဲ့ဆဲတာအဲ့လိုမျိုးငါရုပ်ကောက်ဝယ်ယူစရာကောင်းတယ်ဆိုပြီးတော့အဲ့လိုမျိုးခါကြကိုရုပ်ကိုတော့မကြည့်ချင်တော့အဲ့လိုမျိုးပေါ့နော်ခါကြရှိပါရဲ့အဲ့လိုမန်လေးရောက်ရင်တော့ချက်ရဟွာပေါ့မန်လေးရောက်ရင်မန်လေးရောက်ဟွာပေါ့မင်္ဂလာပါထမင်းဆိုင်တော့ အောင်ထမင်းတို့ပြီးလို့ရှိရင်အာဆင်နယ်ထမင်းကျော်ပြီးလို့ရှိရင်ရွှေမန်းမေအဲပြီးတော့ဥပယံရပါဘောနော်ဟာဒီအဲ့လိုမျိုးအများကြီးပါပဲရှောက်စားတာမန်လေးကမန်လေးတော့ weight တန်းတက်တယ်အဲ့လိုမျိုးလေးရှောက်စားလို့အဲ့လိုမျိုးအချင်မောင်းတော့မစားခဲ့နော်အချင်မောင်းကမတဲ့လို့အဲ့လိုမျိုးအချင်မောင်း level ကြီးတာစားချဲအဲ့လိုမတဲ့ဘူးအဲ့လိုအဆက်တွေပါလေစားလို့မရအောင်ငငယ်တဲ့အတိုင်းလဲအဆက်စားတတ်တဲ့အချိန်မှာကျတော့လေအဲ့လိုဟိုပါလေဟိုဖြစ်လို့အပူတွေထွက်လာလို့မစားရဲတော့အဲ့လိုဖြစ်သွားတာ သိဘူးအဲ့လိုမျိုးချဲ့ခန္ဓာကိုကလုံးဝအစိမ့်သက်သက်ချဲ့ဟိုကလေအဲမသိဘူးအဲ့လိုငပိတွေပါလေလဲမစားတတ်ဘူးအဲ့လိုမျိုးဆိုရလေငပိတွေပါလေနဲ့သူများအချင်းမစားမလားလို့အားကြရကိုကစားကျင်နေဒါပေမဲ့မတဲ့တာခန္ဓာကိုကမတဲ့တော့မစားပြစ်ဘူးအဲ့လိုဖြစ်နေကြိုက်ပါငပိတွေကိုမတဲ့တာလားဟုတ်တယ်ဟိုချဲ့စားသေးတယ်စားကြည့်သေးတယ်ကြိုက်တယ်မတဲ့တာခန္ဓာကိုကမတဲ့တော့မစားရတာပေါ့အဲ့လိုမျိုးပေါ့အခုလေဖတ်တီးမချင်မအောင်ရန်နဲ့မကြီးရောစားကျင်နေဒါပေမဲ့မတဲ့ဘူးအဲ့လို မစားရသေးဘူးစားရင်လည်းမတည့်ဘူးသိတယ်ကိုကိုကိုအဲ့ချင်းဆက်တည်နေအောင်မတည့်ရညစွန်တော်ပြည်တရားလုံးကျမ်းမှချမ်းသာပါစေလို့အာဘောနော်ချင်းကတော့ဒီယိုကိုဟာမာကတော့ဆိုင်ရတော့ချဲလို့ဘောနော်ဝင်းကြီးများယုံအာဒီဂိတ်ပေါက်4ရှိတက်တဲ့မှာ6ဘောနော်ဂိတ်ပေါက်6 6ရှိတက်တဲ့မှာပဲဖွင့်ထားတယ်ယိုကိုဟာမာ showroom မှာဘောနော်ချဲဒီမှာဆိုပစ္စည်းတွေကလည်းကောင်းပါတယ်ဆွန်တော်ပြည်လိုအရန်ဘောနော်ဒီဘောယိုကိုဟာမာကိုကြံပေးချင်တာကတော့အရန်အပေးကြတဲ့ခါကျတော့ဘောနော်ပစ္စည်းပို့တဲ့အပေါ်မှာတော့အဲ့လိုနန်းနန်းလေးလေးပို့စေချင်ပါတယ်အရန်ရောင်းရတယ်သူတို့က တကယ်ရောင်းရတာဒါအမှန်တိုင်းပြောပြရအရင်ရောင်းရတဲ့ခါကျတော့အဲ့လိုပစ္စည်းပူတာတော့မနိုင်တော့တဲ့ထိရောင်းရတယ်ဆိုတော့အဲ့ဒီလိုမျိုးအဲ့ဒီတရားကိုလက်ဆက်လက်ပြီးတော့ထိန်းသိမ်းနိုင်ပါစေလို့ဆုတောင်းပေးပါရဟုတ်ကဲ့